်ပူတင်ဘက်မှနေနေမလုံခြုံတော့ဘူးဆိုတာပြသလိုက်တဲ့ယူကရိန်းတို့ရဲ့ထိုးပေါက်တိုက်ခိုက်မှုရုရှားရဲ့ထင်ကရတရင်တစ်ခုလုံးစိစိညက်ညက်ကြေသွားပြီဒီနေ့မှာတော့ယူကရိန်းနဲ့ရုရှားစစ်ပွဲမှာအလွန်စိတ်ဝင်စားစရာကောင်းပြီးအရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုအကြောင်းနဲ့ဒီအလှည့်ပြောင်းဘလို့ဖြစ်လာခဲ့တယ်လဲဆိုတာကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ဒါကတော့ယူကရိန်းဘက်ကနေရုရှားရဲ့အရှေ့ပြားဒေသတွေထိပါဥတီတိုက်ခိုက်နိုင်ခဲ့တဲ့အမကန်စစ်စင်ရေးတွေပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာစည်ရေးနိုင်ငံရေးစီးပွားရေးရှုထောင့်ပေါင်းစုံကနေအကျိုးသက်ရောက်မှုတွေအများကြီးရှိနေပါတယ်။အချိန်မဆွဲဘဲစလိုက်ကြရအောင်ပါ။ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းရုရှားကယူကရိန်းကိုစတင်ကျူးကျော်ခဲ့တာဟာ2022ခုနှစ်ဖေဖော်ဝါရီလကတည်းကဖြစ်ပြီးအခုဆိုရင်3နှစ်ကျော်ခဲ့ပါပြီ။စစ်ပွဲအစပိုင်းမှာရုရှားဟာယူကရိန်းမြို့တော် KF ကိုရပ်ပိုင်းအတွင်းသိမ်းပိုက်နိုင်နေမယ်လို့အထင်ရှားယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ယူကရိန်းပြည်သူတွေရဲ့မြေပြင်ပေါ်ကပြင်းထန်တဲ့ခုခံမှုတွေ နိုင်ငံတကာကပေးခဲ့တဲ့အကူအညီတွေကြောင့်မော်စကိုဟာသူတို့ရဲ့ခံမှန်းချက်မှားယွင်းခဲ့ကြောင်းဝန်ခံခဲ့ရပါတယ်။ဒီနေ့ထိကြည့်မယ်ဆိုရင်လည်းရုရှားဟာယူကရိန်းနယ်မြေ20ရာခိုင်နှုန်းလောက်ကိုပဲထိန်းချုပ်ထားနိုင်သေးတာကိုတွေ့ရပါတယ်။ဒီပြည်ပခါကြောင့်လူအသက်ပေါင်းသိန်းနဲ့ချီဆုံးရှုံးခဲ့ရတယ်လို့လည်းခံမှန်းရပါတယ်။ဒါဟာတကယ်ကိုကြီးမားတဲ့လူသားချင်းစာနာမှုဆုံးရှုံးမှုကြီးပါပဲ။ဒီလိုရှေ့ကြနေတဲ့ပြည်ပခါကြီးထဲမှာအထင်ရှားဆုံးနဲ့အံ့ဩစရာအကောင်းဆုံးတိုးတက်ပြောင်းလဲမှုတစ်ခုကတော့ ယူကရိန်းရဲ့အကွာအဝေးမထားနေစည်းမထားဆိုတဲ့အစ်စ်ပြူဟာပဲဖြစ်ပါတယ်။မကြာသေးခင်သတင်းပတ်တွေအတွင်းရုရှားစစ်ဘက်ခြေစိုက်စခန်း၄ခုနဲ့ခရိုင်းမြမရှိတဲ့ကတ်တံတားကိုတိုက်ခိုက်ခဲ့ပြီးနောက်ယူကရိန်းမြို့တော်ကီယက်ကရုရှားနိုင်ငံအရှေ့ပြားပိုင်းပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းပေါ်ကမဟာဗျူဟာမြောက်စိတ်ကမ်းမြို့ကြီးဖြစ်တဲ့ဗလာဒီမော့စတော့ခ်အနီးမှာပါစစ်စင်ရေးတစ်ခုလှုပ်ဆောင်ခဲ့တယ်လို့ကြေညာလိုက်ပါတယ်။ဒါဟာယူကရိန်းနယ်စပ်ကနေကီလိုမီတာ6000လောက်ဝေးတဲ့ဒေသတစ်ခုကိုတိုက်ခိုက်ခဲ့တာဖြစ်လို့ ယူကရိန်းရဲ့တမိုင်းတခြားအဝေးဆုံးတိုက်ခိုက်မှုအဖြစ်မှတ်တမ်းဝင်နိုင်ခြေရှိနေပါတယ်။ဒီလိုကြီးမားတဲ့အကွာအဝေးကိုရောက်အောင်တိုက်ခိုက်နိုင်ခဲ့တာဟာရုရှားအတွက်တကယ်ကို တုံ့လှုပ်စရာကောင်းပြီးစဉ်းစားစရာတွေအများကြီးပေးလိုက်တာပါပဲ။ဗလာဒီဗော့စတော့ခ်တိုက်ခိုက်မှုအကြောင်းကိုနည်းနည်းလောက်ထပ်ပြီးအသေးစိတ်ပြောရအောင်ပါ။ယူကရိန်းဘက်ကပြောတာကတော့မေလ30ရက်နေ့မနက်ပိုင်းမှာရုရှားရဲ့48ကြိမ်မြောက်လေကြောင်းခြိတက်တိုက်ခိုက်ရေးတရင်ကိုပိတ်မှတ်ထားပြီးပောက်ကွဲမှုတွေဖြစ်ခဲ့တာလို့ဆိုပါတယ်။ဒေတာကန်သတင်းရင်းမြစ်တွေကလည်း န်ဒီယာပင်လယ်အော်နီးမှာကြီးမားတဲ့ပေါက်ကွဲတံနှစ်ကြိမ်ကြားခဲ့ရတယ်လို့ဆိုပါတယ်။တခုကစစ်စေးရေးဂိတ်မှာဖြစ်ပြီးနောက်တစ်ခုကကိုကဲရေးစခန်းအနီးမှာဖြစ်ခဲ့တာပါ။ရုရှားကာဝေးရေးဝန်ကြီးဌာနကတော့အစပိုင်းမှာဒါဟာရင်းနှီးမှာပရိုပိန်းတံငွေတိုင်ကီပေါက်ကွဲတာသက်သက်ပဲလို့လူလူကိုပြောခဲ့ပါတယ်။ဒါပေမဲ့ဒေသခံမီဒီယာတွေမှာပြန့်နှံ့နေတဲ့ဓာတ်ပုံတွေနဲ့အရေးကြီးတဲ့စစ်ဘက်ပစ္စည်းတွေပျက်စီးခဲ့တယ်ဆိုတဲ့ပြောဆိုမှုတွေကတော့ဒီအခြေအနေဟာမတော်တဆမှုတစ်ခုထပ်ပိုတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ီနေရာမှာဘာကြောင့်အဲ့ဒီတိုက်ခိုက်မှုကအရေးပါလဲဆိုတာကိုရှင်းပြပေးပါမယ်။ဗလာဒီဗော့စတော့ခ်မှာတိုက်ခိုက်ခံရတဲ့48ကြိမ်မြောက်တီးခြားလေကြောင်းချီတိုက်ခိုက်ရေးတပ်ရင်းဆိုတာရုရှားရဲ့အဓိကတိုက်ခိုက်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ဒီတပ်ရင်းဟာရုရှားရဲ့155ကြိမ်မြောက်ခြေလျင်တပ်မဟာရဲ့အစိတ်အပိုင်းမှာဒီတပ်ရင်းကယူကရိန်းနဲ့ရုရှားရဲ့စစ်ပွဲရှည်တန်းမှာတကယ်ကိုတက်ကြွသွားပါဝင်နေတဲ့တပ်ဖွဲ့ကြီးတစ်ခုဖြစ်ပါတယ်။ဆိုလိုတာကတော့ယူကရိန်းကဒီဗလာဒီဗော့စတော့မှာရှိတဲ့တပ်ရင်းကိုတိုက်ခိုက်လိုက်ခြင်းအဖြစ် သူတို့ဟာစစ်ပွဲရှိတယ်မှာတိုက်ခိုက်နေတဲ့ရုရှားရဲ့အရေးပါတဲ့တပ်ဖွဲ့ကြီးတစ်ခုရဲ့နောက်ခံထောက်ပံ့ရေးနဲ့အ धिक အင်အားစုတစ်စိတ်တစ်ပိုင်းကိုထိခိုက်အောင်လုပ်လိုက်တာပါပဲ။ဒါဟာရှေ့တန်းကရုရှားစစ်သည်တွေကိုတိုက်ရိုက်ထိခိုက်စေနိုင်တယ်လို့သူတို့ရဲ့စည်ရေးစွမ်းရည်ကိုလည်းတနည်းတစ်ပုံ အားနည်းစေတဲ့မဟာဗျူဟာမြောက်ထိုးတဲ့ချက်တစ်ခုဖြစ်သွားလို့ဒီတိုက်ခိုက်မှုကအရေးပါတာဖြစ်ပါတယ်။ဒီအချက်ကတိုက်ခိုက်မှုရဲ့မဟာဗျူဟာမြောက်အရေးပါမှုကိုပိုပြီးမြင့်တက်စေပါတယ်။ယူကရိန်းရဲ့ပြောကြားချက်အရ ပောက်ကွဲမှုကြောင့်တန်ချက်ကရဲအများပြားနဲ့စစ်ဘက်ဝင်တွေထိခိုက်ခဲ့တယ်လို့သိရပါတယ်။ရုရှားယာရှိတွေကတေဆုံးသူမရှိဘူးလို့ညင်းဆိုခဲ့ပေမဲ့ဒေသခံမျက်မြင်သက်တွေကတော့လူနာတရင်ဆယ်သီးကျော်နဲ့စစ်ရဟတ်ရင်တွေအခင်းဖြစ်ပွားရာနေရာကိုဆေလွတ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ဒီတော့ဒီအချက်လက်တွေကတိုက်ခိုက်မှုရဲ့ပြင်းထန်မှုကိုအတိုင်းအတာတစ်ခုထိဖော်ပြနေပါတယ်။ဒီနေရာမှာအားလုံးကသိကျင်နေကြတဲ့အကြီးမားဆုံးမိကွန်းကတော့ ကီလိုမီတာ6000လောက်အကွာအဝေးကနေစစ်စင်ရေးတစ်ခုကိုယူကရိန်းကဘလို့လှုပ်ဆောင်နိုင်ခဲ့လဲဆိုတာပါပဲဘလို့လက်နက်စနစ်ကိုအသုံးပြုခဲ့လဲဆိုတာကို လေးလာသုံးသပ်သူတွေကအဓိကဖြစ်နိုင်ခြေနှစ်ခုကိုဆွေးနွေးနေကြပါတယ်ပထမဆုံးဖြစ်နိုင်ခြေကတော့ဖောက်ခွဲရေးအဖွဲ့နဲ့အထူးစစ်စင်ရေးတွေဖြစ်ပါတယ်ယူကရိန်းထောင်လှမ်းရေးဌာန GR GUR နဲ့အထူးစစ်စင်ရေး unit တွေက Spider Web စစ်စင်ရေးလို့တုံးကနီးပြူဟာမျိုးကိုအသုံးပြုခဲ့တာဖြစ်နိုင်ပါတယ် ဒီလိုဆစ်ဆင်ရေးတွေမှာပောက်ကွဲပစ္စည်းတွေတင်ဆောင်ထားတဲ့ရင်တွေကိုအသုံးပြုတာဒါမှမဟုတ်ရုရှားနိုင်ငံအတွင်းကနေလူတွေကိုစုဆောင်းပြီးပောက်ခွဲဖျက်ဆီးမှုတွေလှုပ်ဆောင်တာမျိုးတွေပါဝင်နိုင်ပါတယ်ကီလိုမီတာ6000กว่าဝေးကို drone ဒါမှမဟုတ်ဒုံးကျည်နဲ့လူမသိသူမသိဓာတ်ရိုက်ပြန်တန်းဖို့မဖြစ်နိုင်လောက်အောင်ခတ်ခဲတဲ့အတွက်ဒီနီးလန်းကိုပို့ပြီးတော့ဖြစ်နိုင်ခြင်းရှိတယ်လို့ယူဆကြပါတယ်ရုရှားကပြည်ရင်းထိန်းချုပ်မှုတွေကိုတင်းကျပ်ထားတယ်လို့သိရပေမဲ့ယူကရိန်းဟာ spider web လိုမျိုးဆစ်ဆင်ရေးတွေမှာ drone တွေဒါမှမဟုတ်ပောက်ကွဲပစ္စည်းတွေကို truck ကားတွေထဲမှာလျှို့ဝှက်ပြီးတည်ယူနိုင်ခဲ့တဲ့အတွေ့အကြုံတွေရှိနေတာကိုလည်းသတိပြုရပါမယ်။ဒါကြောင့်ဖောက်ခွဲဖြက်စီးမှုဖြစ်နိုင်ခြေကအလွန်ကိုများပြားနေပါတယ်။ဒုတိယဖြစ်နိုင်ခြေကတော့အဝေးပြေးတုံးကြီးဒါမှမဟုတ် drone အစ်စ်တွေအသုံးပြုလာပါပဲ။ဒါပေမဲ့ဒီဖြစ်နိုင်ခြေကတော့နေပါတယ်လို့ယူဆကြပါတယ်။ယူကရိန်းကလူသိရှင်ကြားထုတ်ဖော်ခဲ့တဲ့အဝေးဆုံးလက်နက်တွေထဲကတစ်ခုကတော့ Neptune Cruise တုံးကြီးဖြစ်ပြီးဒါတောင်မှအကွာအဝေးကီလိုမီတာ1000လောက်ပဲပြင်နိုင်တာပါ။ ကီလိုမီတာ6000ဝေးတဲ့ Vladivostok ဘော့စတော့ကိုရောက်ဖို့ဆိုတာဝေးလံလွန်လှပါတယ်။အလားတူကီလိုမီတာ3000ထိပြစ်နိုင်တယ်လို့ပြောဆိုနေကြတဲ့ Ukraine drone အသစ်တွေကြောင်းရှိပေမဲ့ Vladivostok ဟာဒီအကွာဝေးရဲ့နှစ်ဆကျော်ဝေးနေပြန်ပါတယ်။ဒါကြောင့်ဒီပညာရဒီစနစ်တွေနဲ့အဲ့ဒီလောက်ဝေးတဲ့ပြစ်မှတ်ကိုထိဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ခြုံပြောရရင်တော့ဖောက်ခွဲပျက်စီးမှုဖြစ်နိုင်ခြေကပိုပြီးအားတာနေပါတယ်။ Kiev ဘက်ကတရားဝင်ထုတ်ပြန်တာမရှိသေးပေမဲ့ ရုရှားဆိုရရုံမြင့်တန်ကြားကတော့ဒီဖြစ်ရပ်ကိုတန်တရားရှိတယ်လို့ယူဆနေတာကဖောက်ခွဲဖြက်စီးမှုဖြစ်နိုင်ကြကိုပိုအားကောင်းစေပါတယ်။ဗလာဒီဗော့စတော့ခ်ဆိုတဲ့မျိုးကရုရှားသမိုင်းမှာအလွန်စိတ်ဝင်စားစရာကောင်းတဲ့ပထဝီဝင်ဒေတာတစ်ခုပါ။သမိုင်းကြောင်းအရဒီဒေတာဟာ1858နဲ့1860ပြည့်နှစ်တွေကစာချုပ်တွေအရရုရှားနိုင်ငံမဖြစ်လာခင်တာဆာရုရှားအင်ပါယာမန်ချူးတရုတ်မင်းဆက်တွေနဲ့ဒေတာကန်မျိုးနယ်စုတွေရဲ့အုပ်ချုပ်မှုအောက်မှာရှိနေခဲ့ပါတယ်။ ဆိုဗီယက်ခေတ်ကလေးကစစ်ဘက်ဆိုင်ရာမဟာဗျူဟာမြောက်ရေတပ်စခန်းတစ်ခုအဖြစ်လူသိများလာခဲ့ပါတယ်။ရုရှားအဖြစ်အရှိပြားရဲ့အဓိကမြို့အဖြစ်သတ်မှတ်ထားပြီးပစိဖိတ်ရေတပ်ရဲ့ဌာနချုပ်လည်းဖြစ်ပါတယ်။ဒါကြောင့်ယူကရိန်းကသူ့ရဲ့ထိုးစစ်ကိုအရှိတ်ကိုရွှေ့လိုက်တာဟာစစ်ရေးလှုပ်ရှားမှုတသက်မဟုတ်ပါဘူး။ဒီတိုက်ခိုက်မှုကကီယက်ဖာရုရှားရဲ့မော်စကိုတဝိုက်တင်မှာပဲအာရှပစိဖိတ်ကမ်းရိုးတန်းမှာပါစစ်ရေးလက်အေးနေနိုင်မှာမဟုတ်ဘူးဆိုတဲ့အချက်ကိုပြသနေတာပါ။ဒါအပြင်တရုတ်နဲ့ပိုနီးစပ်လာတဲ့မော်စကိုဟာ အရှိပြားမှာလည်းစိတ်အေးလက်အေးမရှိနိုင်ဘူးဆိုတာကိုအလေးပေးဖော်ပြနေပါဗျ။တချို့ကျွမ်းကျင်သူတွေကတော့ Bloody Boston ကိုတိုက်ခိုက်တာဟာတရုတ်ကိုပါသတိပေးတာလို့ဆိုပါတယ်။တရုတ်နဲ့ရုရှားဆက်ဆံရေးဟာအနောက်နိုင်ငံတွေကိုစန့်ကျင်တဲ့မဟာဗျူဟာမြောက်မိဖက်ဖြစ်သတ်မှတ်ထားပြီးမြဲ Bloody Boston နဲ့သူ့ပတ်ဝန်းကျင်ဒေသတွေကိုတမိုင်းကြောင်းအရာတရုတ်တွေဟာသူတို့ဆုံးရှုံးခဲ့ရတဲ့နယ်မြေတွေဖြစ်မြင်နေတာကြောင့်တင်းမာမှုတွေရှိနေတော့မှာပဲ။ဒါဟာပထဝီဝင်အရရှုပ်ထွေးတဲ့နိုင်ငံရေးကစားကွက်တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ ရုရှားဘာကြောင့်မကာကွယ်နိုင်ခဲ့တာလဲမော်စကိုကစစ်ပွဲရဲ့ပထမဆုံးနေ့တွေကတည်းကအစစ်အမြေဆုံးလေကြောင်းကာကွယ်ရေးစနစ်တွေရှိတယ်လို့အမဲပြောဆိုခဲ့ပေမဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကိုမကြာခဏဆိုသလိုမကာကွယ်နိုင်ခဲ့တာကိုတွေ့ရပါတယ်မြို့တော်ကလည်းယူရယ်တောင်တန်းတွေအထိမော်မက်စ်အထိကျေပြန့်တဲ့နေရာအနှံ့အပြားမှာပောက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်ဒါဟာဘာကြောင့်လဲဆိုတာကိုကျွမ်းကျင်သူတွေကအဓိကအချက်သုံးချက်နဲ့ရှင်းပြကြပါတယ်ပထမဆုံးအချက်ကတော့အလွန်ရှည်လျားတဲ့နေဆက်တွေပါ ရုရှားဟာအေရိယာအဖြစ်ကမ္ဘာပေါ်မှာအကြီးဆုံးနိုင်ငံပါထောင်ပေါင်းများသောကီလိုမီတာရှည်တဲ့နယ်စပ်တွေနဲ့ပြည်ရင်းထောက်ပံ့ရေးလမ်းကြောင်းတွေကိုတစ်ချိန်တည်းမှာကာကွယ်ဖို့ဆိုတာဤပညာရာအလွန်ကိုခတ်ခဲ့ပါတယ်ဒီလိုကျယ်ပြန့်တဲ့ area တစ်ခုလုံးကိုအမြဲတမ်းစောင့်ကြည့်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲဒုတိယအချက်ကတော့ပြည်ရင်းဖောက်ခွဲဖျက်ဆီးမှုနဲ့ပျောက်ကြားလှုပ်ရှားမှုတွေပါယူကရိန်းကိုထောက်ခံတဲ့တိုက်ခိုက်အဖွဲ့တွေဒါမှမဟုတ်ရုရှားအတွင်းကဖောက်ခွဲရေးအဖွဲ့တွေဟာမိရထားလမ်းတွေဒါမှမဟုတ် စစ်ဘက်ဆိုင်ရာနေရာတွေမှာထရက်ကာဒါမှမဟုတ်ယင်သုံးပေါက်ခွဲပစ္စည်းတွေနဲ့ဖောက်ခွဲမှုတွေလှုပ်ဆောင်နေကြပါတယ်။ဒါကရုရှားရဲ့လေကြောင်းကာဝေးရေးစနစ်တွေကိုအနှောက်အယှက်ဖြစ်စေပြီးထိရောက်မှုမရှိအောင်ပြုလုပ်နေပါတယ်။တတိယချက်ကတော့ဂွင်းဆက်ချုပ်ယင်းမှုများဆိုတဲ့နီးပြူဟာပါပဲ။ယူကရိန်းကလူမဲ့လေယာဉ်တွေကိုအသုံးပြုပြီးရုရှားရဲ့လေကြောင်းရေဒါတွေဒါမှမဟုတ်အီလက်ထရောနစ်ပိတ်ဆို့မှုစနစ်တွေကိုရှုပ်ထွေးအောင်ပြုလုပ်နေပါတယ်။ဒါကိုဒီနေရာမှာအာယုံပြောင်းဟိုနေရာမှာတိုက်ခိုက်ဆိုတဲ့နီးပြူဟာလို့ခေါ်နိုင်ပါတယ်။ ီနီးပြူဟာကရုရှားရဲ့ကာကွယ်ရေးစနစ်တွေကိုအလုံးမလုံးနိုင်အောင်လှုပ်ဆောင်နေတာဖြစ်ပါတယ်။မြေပုံပေါ်မှာယူကရိန်းနဲ့ဗလာဒီဗော့စတော့အကြားကွာဝေးဟာကီလိုမီတာ6000ကျော်ပါတယ်။ဒီကွာဝေးတစ်ခုတည်းကိုပဲထည့်သွင်းစဉ်းစားရင်တော့ဒီလိုစစ်စင်ရေးတစ်ခုဟာဘလောက်ရဲရင်ပြီးထောက်ပံ့ပို့ဆောင်ရေးအရရှုပ်ထွေးလဲဆိုတာကိုပြသနေပါတယ်။လေးလာသုံးသက်သူတို့ကတော့ဒီအချက်ကရုရှားရဲ့ပြည်ရင်းထောက်လှမ်းရေးနဲ့လုံခြုံရေးရဲ့အားနည်းချက်ကိုရှင်းရှင်းလင်းလင်းဖော်ထုတ်ပြသနေတယ်လို့ဆိုပါတယ်။ နိုင်ငံရေးတစ်ဖက်ကနေနောက်တစ်ဖက်ကိုကြီးမားတဲ့စစ်ကြောင်းဒါမှမဟုတ်ဖောက်ခွဲရေးအဖွဲ့တွေထိုးဖောက်ဝင်ရောက်နိုင်တာဟာဒေသခံလုံခြုံရေးစနစ်မှာကြီးမားတဲ့ခြုံရင်းချက်တွေရှိနေတာကိုညွှန်ပြနေပါတယ်။ဒီတော့ရုရှားရဲ့လုံခြုံရေးစနစ်ဟာအပေါ်ယံပဲကောင်းမွန်နေပြီးတကယ်တမ်းမှာတော့အတွင်းပိုင်းမှာကြီးမားတဲ့ဟာကွက်တွေရှိနေတယ်လို့ဆိုနိုင်ပါတယ်။ KF ဟာရုရှားရဲ့စစ်ရေးခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တဲ့ထိုးနှက်မှုတိုင်းဟာ ရှေ့တန်းကဝင်တို့ဝင်ဖို့ကိုရှော့ချပေးလိမ့်မယ်ဆိုတဲ့အယူအဆနဲ့လှုံ့ဆော်နေပါတယ်။ဆိုလိုတာက လက်ရှိရှေ့တန်းတိုက်ပွဲတွေမှာယူကရိန်းတပ်တွေဟာဖိအားတွေအများကြီးခံစားနေရပါတယ်။ဒီဖိအားတွေကိုချော့ချဖို့အတွက်ယူကရိန်းဟာရုရှားရဲ့စစ်ပစ္စည်းထောက်ပံ့မှုစစ်သားပို့ဆောင်မှုလက်နက်ထုတ်လုပ်မှုစတဲ့စစ်ပွဲနောက်ွယ်ကထောက်ပံ့ပေးနေတဲ့အခြေခံအဆောက်အုံတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။ဥပမာရုရှားရဲ့စစ်စခန်းတွေစီတိုလောင်ယုံတွေလက်နက်ဆက်ယုံတွေထောက်ပံ့ရေးလမ်းကြောင်းတွေမိရထားလန်တရာစတာတွေကိုတိုက်ခိုက်တာမျိုးပေါ့။ဒါတွေကိုဖျက်ဆီးပစ်လိုက်ခြင်းအဖြစ် ခြေတန်းကိုရောက်မဲ့စစ်ကူညီတွေညော့နေသွားပြီးရုရှားစစ်တပ်ရဲ့ထိုးစစ်ဆင်နိုင်စွမ်းကိုထိခိုက်စေကာယူကရိန်းခြေတန်းရဲ့ဖိအားကိုလျှော့ချပေးလိမ့်မယ်လို့ယူကရိန်းကယုံကြည်တာပါကတ်ချ်တာရုရှားခြေဆိုင်စခန်း၄ခုအခုဗလာဒီဗော့စတော့တိုကိုတိုက်ခိုက်တာဟာဒီမဟာဗျူဟာရဲ့အစိတ်အပိုင်းတွေပါပဲဒီတော့ယူကရိန်းတွေပြောချင်တာက ရှင်းပါတယ်ကျွန်တော်တို့ဟာခြေတန်းကိုသာမကရုရှားရဲ့အတွင်းပိုင်းအထိပါနက်နက်ရှာရှာပြစ်မှတ်ထားနိုင်ပြီဆိုတာပါပဲရုရှားအနေနဲ့သူ့ရဲ့နယ်နိမိတ်တွေကိုသာမက ပြည်ရင်းရောအဝေးဆုံးဒေသတွေမှာပါလုံခြုံရေးအတွက်စိုးရိမ်ပူပန်ရရမယ်ဆိုတာကိုယူကရိန်းကပြသလိုက်တာဖြစ်ပါတယ်။ဒါဟာရုရှားရဲ့ပြည်ရင်းလုံခြုံရေးစနစ်နဲ့အားနည်းချက်တွေကိုဖော်ထုတ်ပြသလိုက်ပြီးစစ်ပွဲရဲ့အခြေအနေကိုလုံးဝပြောင်းလဲပစ်လိုက်တဲ့အချက်လည်းဖြစ်ပါတယ်။ဒီဗျူဟာကယူကရိန်းဟာနိုင်ငံခြားကနေထောင်လန်းရေးနဲ့နည်းပညာကူညီတွေဘလောက်ရနိုင်လဲဆိုတာကိုလည်းမိမောင်းထိုးပြပါတယ်။နေတိုးဖွဲ့ဝင်နိုင်ငံတွေကပံ့ပိုးပေးတဲ့ဂျိုဒုတပ်ပုံတွေထောင်လန်းရေးခွဲခြမ်းစိတ်ဖြာမှုတွေနဲ့ electronic စစ်ပွဲဆိုင်ရာတွေက ကီယက်ရဲ့စစ်ရေးစွမ်းဆောင်ရည်ကိုအားဖြည့်ပေးနေပါတယ်။ယူကရိန်းဟာကိုရိုင်းထုတ်လုပ်ထားတဲ့ဒါမှမဟုတ်ပြောင်းလဲထားတဲ့ cruise တုံးကြီးတွေနဲ့ UAV တွေနဲ့မျောလင့်ထားတာထက်ကျော်လွန်ပြီးလှုပ်ဆောင်နိုင်ခဲ့တာရှင်းပါတယ်။ဒီလိုနည်းပညာနဲ့ထောက်လန်းရေးအထောက်ပံ့တွေမရှိဘဲဆိုရင်ယူကရိန်းတယောက်တည်းဒီလိုစစ်ဆင်ရေးတွေလုပ်ဖို့မဖြစ်နိုင်ပါဘူး။ Vladivostok ဟာတရုတ်နဲ့ရုရှားကြားမှာတမိုင်းကြောင်းအရတင်းမာမှုတွေရှိခဲ့တဲ့နေရာတစ်ခုပါ။19ရာစုကစာချုပ်တွေအရ ရုရှားကချင်းမင်းဆက်နယ်မြေကိုသိမ်းပိုက်ခဲ့တယ်ဆိုတဲ့အမြင်ဟာတရုတ်မျိုးသားရေးဝါဒီအတိုင်းဝန်မှာအခုထိအသက်ဝင်နေတုန်းပါပဲ။ပေကျင်းကတော့ယူကရိန်းရဲ့ရုရှားရေတပ်သားတွေကိုဗလာဒီဗော့စတောက်မှာပြစ်မှတ်ထားတာကိုတိတ်တဆိတ်စောင့်ကြည့်နေပါတယ်။တချို့ကျွမ်းကျင်သူတွေကတော့ဒီလှုပ်ရှားမှုနဲ့ယူကရိန်းကရုရှားရဲ့ပေကျင်းနဲ့မဟာပြူအမြောက်မိဖက်ဆက်ဆံရေးကိုတန်တရားဖြစ်အောင်ကြိုးစားနေတယ်လို့ဆိုပါရယ်။လက်ရှိမှာတရုတ်ဟာအနောက်တိုင်းရဲ့ပိတ်ဆို့အရေးယူမှုတွေကိုစန့်ကျင်ပြီးရုရှားကိုအတိုင်းအတာတစ်ခုထိထောက်ခံပေးမိမယ်။ ဒီထောက်ခံမှုကအကန့်အသတ်ရှိပြီးပေကျင်းကလုံလုံကျွန်းကျွန်းပါဝင်ပတ်သက်ခြင်းစိမ့်မရှိဘူးဆိုတာသိတာပါဗျ။ဗလာဒီဗော့စတော့ဖြစ်ရက်ကရုရှားကတကယ်ပဲအင်အားကျဆင်းနေတာလားဆိုတာကတရုတ်အတွက်မေးခွန်းထုတ်စရာဖြစ်စေနိုင်ပါတယ်။ဒါဟာနိုင်ငံရေးမှာတက်ရောက်မှုတွေအများကြီးရှိနိုင်ပါတယ်။အသေးသေးအချက်လက်တွေမရှင်းလင်းသေးပေမဲ့ကျွမ်းကျင်သူတွေကတော့အချက်တစ်ချက်ကိုသဘောတူကြပါတယ်။ယူကရိန်းဟာရုရှားကသူ့ရဲ့အလုံးစုံသောဒေသတွေလို့ယူဆထားတဲ့နေရာတွေမှာတော့ အံ့အားသင့်အောင်လှုံ့ဆော်နိုင်သန်းရှိတောင်းပြသခဲ့ပါတယ်။ဒါကရုရှားရဲ့စိတ်ဓာတ်နဲ့ပြည်ရင်းတည်ငြိမ်မှုအပေါ်ကြီးမားတဲ့ထုံးနှက်ချက်ဖြစ်စေနိုင်ပါတယ်။အ ਨੇ ဆုံးတော့ယူကရိန်းရဲ့မြို့တော်ကနေအဝေးဆုံးနေရာထိရောက်အောင်တိုက်ခိုက်နိုင်စွမ်းကမော်စကိုရဲ့လုံခြုံရေးကိုတုံ့လှုပ်စေခဲ့ပါပြီ။ဒီကစားပြီးရုရှားစစ်တပ်ဟာရှေ့တန်းမှနေမကဘဲကီလိုမီတာ ထောင်နဲ့ချီဝေးတဲ့မဟာပြူဝမြောက်စခန်းတွေမှာပါအမြဲတမ်းရှိနေရပါလိမ့်မယ်။ဗလာဒီဘော့စတော့လိုအရေးကြီးတဲ့နေရာတွေမှာတော့ ရုရှားရဲ့စစ်ရေးစွမ်းရည်ဟာ NLA ကြီးမားနေပြီးပထဝီဝင်နေထားကကန့်တတ်မှထားတဲ့ယူကရိန်းရဲ့စစ်စင်ရေးတွေကြောင့်ရုရှားဟာနေပယ်အားလုံးမှာကာကွယ်ရေးလှုံ့ဆော်ရပါလိမ့်မယ်။ဒါပေမဲ့မော်စကိုအနေနဲ့ဒီလောက်ကျယ်ပြန့်တဲ့ area ကိုတပြိုင်တည်းကာကွယ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ဒီဖြစ်ရဟာရိုးရိုးဖောက်ခွဲဖြတ်စည်းမှုတတ်တတ်မဟုတ်ပါဘူး။ယူကရိန်းကဗလာဒီဗော့စတော့လို့အဝေးကြီးမှာရှိတဲ့ရုရှားဒေသကိုတိုက်ခိုက်နိုင်ခဲ့တာကစစ်ပွဲရဲ့ကစားပွဲစီးမြင့်တွေကိုလုံးဝပြောင်းလဲပစ်လိုက်ပြီဆိုတဲ့လက္ခဏာတစ်ခုပါပဲ။ အရင်တုန်းကရုရှားဟာသူတို့နိုင်ငံကအလွန်ကျယ်ပြန့်တဲ့အတွက်ယူကရိန်းနယ်စပ်နဲ့ဝေးတဲ့ဒေသတွေဟာလုံခြုံလိမ့်မယ်လို့ယုံကြည်ထားခဲ့ပါတယ်။ဒါပေမဲ့အခုတော့အကွာအဝေးတွေကအရေးမကြီးတော့ဘူးဆိုတာရှင်းနေပါပြီ။ KF ဘက်ကနေကီလိုမီတာ6000ကျော်ဝေးတဲ့ဗလာဒီဗော့စတော့ကိုတောင်တိုက်ခိုက်နိုင်တယ်ဆိုတာကို ပြသလိုက်တာကရုရှားနိုင်ငံရဲ့ဘယ်နေရာမှာစိုးပြစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတဲ့ပြင်းထန်တဲ့ message တစ်ခုကိုပို့လိုက်တာဖြစ်ပါတယ်။ဒါဟာရုရှားရဲ့ပြည်ရင်းလုံခြုံရေးစနစ်မှာကြီးမားတဲ့အားအနေချက်တွေရှိနေပြီဆိုတာကိုဖော်ထုတ်ပြသလိုက်တာပါ။ ဒီလိုထူးခြားတဲ့တိုက်ခိုက်မှုတွေကလက်ရှိစစ်ပွဲရဲ့ပုံစံကိုနောက်တစ်ဆင့်မြင့်တင်လိုက်ပြီလို့ဆိုနိုင်ပါတယ်။ကဘာကြီးအနေနဲ့ဒီပဋိပက္ခရဲ့အခန်းအသစ်တစ်ခုစတင်လာတာကိုမြင်တွေ့နေရတော့မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားဟာသူ့ရဲ့နယ်မြေအနှံ့အပြားအထူးသဖြင့်အရင်ကလုံခြုံတယ်လို့ထင်ခဲ့တဲ့နေရာတွေမှာပါကာကွယ်ရေးတွေကိုပုံမိုလှုပ်ဆောင်လာရတော့မှာဖြစ်ပါတယ်။ဒါကစစ်ပွဲရဲ့နယ်ပယ်ကိုလည်းပုံမိုကျယ်ပြန့်လာစေနိုင်တဲ့သဘောကိုဖော်ပြနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။